အားလုံးပဲမင်္ဂလာပါဗျ Rolling Record Channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်တို့အနေနဲ့ Trip in Myanmar ဆိုတဲ့ခေါင်းဆောင်ကနေပြီးတော့မြန်မာနိုင်ငံအတွင်းကျွန်တော်တို့သွားလာရောက်ရှိဖြစ်တဲ့နေရာဒေသတွေရဲ့အကြောင်းကိုပြန်လည်မျှဝေနေတာဖြစ်ပါတယ်။အဲ့ဒီထက်မှဒီဖြတ်ကနေမြင်ကွင်းများဆိုတဲ့အစီအစဉ်ကတော့ကျွန်တော်တို့သွားလာရောက်ရှိတဲ့နေရာဒေသမှာတွေ့ရတဲ့ရှင်းချင်းမှုဒလီထုံးတန်းဘာသာရေးဆိုင်ရာပွဲတော်မြင်ကွင်းစတဲ့အကြောင်းအရာတွေကိုပြန်ပြန်ပြန်လည်မျှဝေတဲ့အစီအစဉ်ဖြစ်ပါတယ်။အခုဒီဖြတ်ကနေမြင်ကွင်း35မှာကတော့ပင်တရား ဝါတရားဘုံကြီးเจ้าကရွာသူရွာသားတွေနဲ့အတူပြုလုပ်တဲ့ပွေးလာအထာက ကထိန်မှာတွေ့ရတဲ့မြင်ကွင်းတွေကိုမျှဝေပေးမဲ့အစီအစဉ်ဖြစ်ပါတယ်ဗျတနုတောင်ရုပ်ပိုးအပါဝင် တိုင်းသားတွေနေထိုင်ကြတဲ့ရှမ်းတိုင်းသားတွေပါဝင် နေထိုင်ကြတဲ့ဒေသအဲ့ဒီဒေသမှာပြုလုပ်ခဲ့တဲ့မြင်ကွင်းကိုမျှဝေမှာဖြစ်ပါတယ် ဒါကပင်တရားမြို့နယ်ဝါတရားရွာအဲ့ဒီရွာရဲ့အဝင်ဆိုင်ပုံဒီပုံမှာကညဘက်ကတောင်ကုန်းပုံမှာကဝါတရားဖုံးတော်ကြီးကြောင်းရှိနေတာဖြစ်ပါတယ်အခုဒီပဲပဲချမ်းပါပါဟုတ်ကဲ့အခုကဒါကတော့ပွေးလှအထကပွေးလှထတန်းเจ้าကကထိန်ခင်းမဲ့เจ้าသူเจ้าသားတွေဆရာဆရာမတွေပြီးတော့ဝန်ထမ်းတွေအပါအဝင်အကုန်လုံးဒါကဒီเจ้าကိုလာနေကြတဲ့မြင်ကွင်းဖြစ်ပါတယ်ဗျာ အခုဒီမှာဆိုရင်ဒါကဒီလန်လေးကဒါကျွန်တော်တို့ဘယ်လန်လဲဆိုတော့အာကျွန်တော်တို့ဟဲဟောကနေပြီးတော့ဟဲဟောကနေပြီးတော့ရွာငန်ကိုသွားလို့ရှိရင်ဖြတ်သွားရတယ်ပွေးလလန်ပေါ့အဲ့ဒီလန်သူကဒီဟဲဟောပွေးလလန်လို့လည်းပြောရင်ရတယ်ပေါ့အဲ့လန်ကအဲ့လန်ပေါ်မှာရှိနေတာဖြစ်ပါတယ်အခုဒါကဒါအခုဒီဘက်မှာတောင်ကုန်းလေးရှိတယ်အဲ့တောင်ကုန်းမော်ကိုဒီဖျားနဲ့ဘုန်းတော်ကြီးအကြောင်းရှိတယ်တောင်ကုန်းမော်တက်ရမှာဗျအဲ့ဒါအခုဒါကတော့အဖွဲတွေအခုမှဒါ လာကြပြီးတော့တန်းစီပြီးတက်มาဒီဘောကိုလေအခုမှဒါကစတင်ပြီးတော့တန်းစီနေကြတာဗျအခုဒီနေ့က2025အောက်တိုဘာ24ရက်နေ့ဒါကခြေကံပညာထက်တန်းကျောင်းပွေလကကျောင်းသူကျောင်းသားတွေဖြစ်ပါတယ်ဒါကတော့သက်ဆိုင်ရာပုံကိုယ်ကြီးသူတို့ရဲ့ဒီယာတီကကထိန်ယာတီဖြစ်ပါတယ် ကထိန်တိုင်းမှာကထိန်ကိုကျင်းပကြတာဖြစ်ပေမဲ့လည်းသူ့ဒေတာလိုက်သူ့တိုင်းရင်းသားလူမျိုးလိုက်သူ့ရိုးရပုံစံလေးတွေနဲ့အာပါဝင်ပြီးတော့လှူဒန်းပူဇော်ကြတဲ့ပွဲတော်ရဲ့မြင့်ခွင်းတွေဖြစ်ပါတယ်အခုဒါကအခုကစပြီးတော့တန်းစီပြီးတက်နေတာပေါ့ကျွန်တော်တို့ဒီဒါဒါဆိုလို့ရှိရင်အဲဒါကအလှူငွေနဲ့ကျွန်တော်တို့ဟိုအာ ဒီမြေပြန်းတဲ့အခြားဒေသတွေမှာဆိုလို့ရှိရင်တော့သူကညက်တင်ငန်းကထိန်တင်ငန်းစသည်ဖြင့်ပြီးတော့ပရိသတ်ပင်မို့စသည်ဖြင့်ဒီလိုပုံစံမျိုးဒီဘက်မှာကတော့အခုဒီလိုပုံစံမျိုးလေးတွေတွေ့ရပါတယ်အခုသူကတက်တာတော့ဒီလိုတောင်ကုန်းမြတောင်ကုန်းကဒီမှာဒီလိုဒီလိုတောင်ကုန်းဟိုတအားကြီးမြင့်တာမဟုတ်ပေမဲ့လည်းထိုက်တဲ့လောက်တော့တက်ရတယ်ဒါပေမဲ့ကလေးတွေဆိုတော့လုံးဝတက်တက်ကြွကြွပဲလား ဒီမှာကြည့်ဒါအခုဒီကနေပြီးတော့အဲ့ဒီပေါ်တက်မယ်ဟိုမှာနောက်မှတန်းစီပြီးတော့တက်ရမှာဟိုနောက်မှာ channel အဖွဲတွေရှိနေသေးတယ်ဒါကဒီမှာအခုတောင်တက်လမ်းပေါ်မှာဒီလိုတန်းစီသွားမှာတန်းစီသွားပြီးတော့ပေါ်ကိုတောက်လျှောက်တက်သွားကြမှာဒါကဒီဘက်ကဒလိပြဒီ down down နေနဲ့မင်္ဂလာရှိတဲ့ဒီအထိတ်မှတ်နေနဲ့ထင်ပါတယ်အဲ့လိုမျိုးလေးတွေ ဒါကထိန်ပွဲတော်တိုင်းမှာတွေ့ရလေးရှိပါတယ်အာဒါလေးနဲ့သဘောကျစရာပြတယ်မှာတွေ့လားဟိုပြောရရင်ဘယ်လိုလဲဆိုတော့လေဟိုကျွန်တော်တို့အခုဆိုလို့ရှိရင်ဒီဘက်ခက်ကထိန်တွေကဟိုအတော်များများကဟိုနိုင်ငံခြားတီလုံးနဲ့ဟိုဒီလိုင်းလွတ်လွတ်လပ်အကတွေနဲ့ဒီလိုမျိုးသွားကြတာများတယ်လေဒီမှာကျတော့လေဒါဒီလိုမျိုးယူရအကပုံစံလေးနဲ့သွားကြတာဆိုတဲ့အခါကျတော့သဘောကျစရာပဲနောက်ပြီးတော့ဒါကတွေ့လား အော်အများကြီးပဲကိုကိုဖွဲလိုက်ကိုကျွန်းထစ်มาတယ်ဒီလိုအတန်းကိုကိုအတန်းလိုက်ဖြစ်လိမ့်မယ်ထင်တယ်ဘနတန်းတို့အဲဘေခန်တို့အဲ့လိုမျိုးဖြစ်လိမ့်မယ်ထင်တယ်ဒီမှာဒါအကုန်လုံးဒီလိုမျိုးအာပျော်စရာကောင်းတယ်ချစ်စရာကောင်းတယ်အော် ကိုအောင်နောက်မှရှိသေးတယ်နောက်မှအတန်းလိုက်ရရှိသေးတယ်ကျွန်တော်တို့ဒါအခုလောလောဆယ်ဒီအောက်ခြေမှာတောင်ခြေမှာတွေ့ရတဲ့မြင်ကွင်းလေးကိုကျွန်တော်ရေမျှဝေမယ်ပြီးတော့ကျွန်တော်လည်းတောင်ပေါ်တက်မယ်တောင်ပေါ်တက်ပြီးတော့တောင်ပေါ်မှာတွေ့ရတဲ့မြင်ကွင်းလေးတွေကိုဆက်ပြီးမျှဝေမယ်ပြီးတော့လို့ရှိရင်တော့အဲ့ဒီမှာအာ0ဆိုရှိတယ်ဗျမြားတပိတ်0ဆိုတာအဲ့ဒီမြားတပိတ်0ရဲ့မြင်ကွင်းတွေလည်းမျှဝေမှာဖြစ်ပါတယ်ဒါလည်းဒါကတော့ဒါအတန်းနဲ့ကြီးသွားတဲ့အဖွဲ့ကြီးဖြစ်မယ်သူတို့အာပရိသေဘင်ကတော့ဒီမှာ ရှင်းရှင်းလေးပဲငွေသားပဲဒီတိုင်းတီးကြတာအဓိကများတယ်ဆိုတော့ဟိုဘဖြစ်တာထင်တယ်ဗျာဒါထီထီတော့ပြင်ဖို့လိုလို့ထင်တယ်သူတို့ကပြင်တာဒီမှာဆိုလဲဒါနောက်ထပ်နောက်ထပ်ဒီမှာလဲသူတို့အကနဲ့သူတို့ကသူတို့ပဲအာတောင်တက်လမ်းကိုဒီလိုမျိုးကပြီးတက်ရတာဆိုတော့ဒါငေခလေးငေတဲ့ခါကျတော့အဆင်ပြေပါတယ်ဟိုနည်းနည်းတောင်ကျွန်တော်တို့ဒီတောင်မဒေတာမဟုတ်တဲ့သူတွေဖို့ဆိုတောင်ကိုကော့ကူတော့မနေတက်နေရတာလေဒီလိုမျိုးတော့ရှိတယ်တော့ကြရပါဗျာအာ ဒီဘက်မြင်ကွင်းလေးတွေကျွန်တော်တို့ဒီဘက်အာဒါရှမ်းရွာအကရှမ်းဦးစီအကပေါ့ရှမ်းဦးစီအကလို့ပြောမှာပေါ့ပြီးရနောက်မှာတော့အငယ်တန်းလေးတွေပါလာပြီကာအန်ဒါဒီမှာကနေအဲ့ဒါသဘောကျစရာတခုတော့ကောင်းတယ်တိုင်းရင်းသားတွေအားလုံးကယောက်ျားလေးမိန်းကလေးမဆိုသူကလက်ချိုးလေးတော့အကုန်လုံးချိုးတတ်တယ်အဲပြီးတော့တတဲ့ဝင်ဝင်ကတတ်တယ်ဒီလိုမျိုးရှိတယ်ကျွန်တော်တို့မြန်မာကဟိုကြတော့ဟို ကျွန်တော်တို့ဒီမြန်မာအကုန်လုံးမရဘူးလေဒီမှာဒါနောက်ကလေးတွေဆိုလဲဒီမှာကြည်အခုဒါသူတို့အိုးစီ အဲဒီမှာနောက်မှာထွက်တွေ့လာဟိုအဲ့ဒါကိုလည်းပြောတာကျွန်တော်တို့ဒီအိုးစီဒုဘက်တီးတက်တဲ့လူဒီဘက်ဟို generation ဆိုရင်တော့ဒါနည်းနည်းလေးခက်လာပြီလေသူတို့စီမှာတော့ဒါကလေးတဲ့ကဒီလိုမျိုးတွက်သူအကျင့်လောက်ထားကြတဲ့ခါကျတော့ကောင်းတယ်ဗျာဒါမတိမ်ခေါ်ဘူးပေါ့ဘာပဲပြောပြောလေသူကသူခစ်စနစ်အလိုက်သူကသူစိတ်ဝင်စားကြတာတင်ကြတာတက်ကြတာဒါရှိမှာပါအဲ့လိုပဲရိုးရာကြတော့လေဘာပဲပြောပြောဟိုပျောက်ပွေသွားတာတော့မကောင်းဘူးမကိုယ့်အနေနဲ့ကိုဟို lesson ကမ်းတာလေးရတော့ပုံပြီးချစ်ဖို့ကောင်းတာပေါ့ အာဒီမှာလည်းတစ်ဖက်ချတာပဲဒီလိုတီးတာပဲဒါခိုင်းတာပဲအော်ဘုကဆရာမလားမသိကောင်းနေတာပဲအာချာပြီဒါပဲဒီလိုပဲဖြစ်နေရမှာပဲလူတန်းလှုပ်တယ်ဆိုဒီလိုပျော့ပျော့ရွှင်ရွှင်ညင်ညင်ညွတ်နေ ဘလောက်ချစ်ဖို့ကောင်းလဲဘလောက်ပြောဖို့ကောင်းလဲ ကျွန်တော်တို့တောင်ပေါ်တက်လာတာဒါတောင်ပေါ်မှာရှိနေတယ်ဇီရော်ရဲ့ရင်မြင့်ဖုန်တော်ကြီးအကြောင်းရဲ့ဝင်းထဲမှာပရဝုန်ထဲမှာအာဒါကတောင်ယူတောင်ယူပစုံလေးချစ်ဖို့ကောင်းတယ်နော်ကလေးလေးတောင်ယူစားဒါကကအတီတီတောင်ပေါ်တက်လာကြတဲ့အဖွဲပေါ့ဒါကကတောင်ပေါ်ကနေစီးမြင်ရတဲ့မြင်ကွင်းတောင်ပေါ်အတက်ကိုမြင်ရတဲ့မြင်ကွင်းပေါ့ ။ तू ကဈေးဆိုင်တန်းလေးအချို့လည်းရှိတယ်ဗျာဒီမှာပါလေတွေ့လားအာဟိုအလှူလောက်တာဆိုတော့စီစီကားကားဆိုတော့လေအကုန်လုံးလမ်းလျှောက်တက်ရတာပဲတွေ့လားဒါသူတို့တက်နိုင်ကြတယ်ဒီပုံကိုယ်လေးဒီမှာဒါဈေးဆိုင်တန်းလေးဒါကခုရှိရှိပိုင်းအဖွဲ့လေးအဲဒီမှာနောက်တစ်ချိန်နောက်တစ်ချိန်တိလာဘာလို့ညီရနော်တိလာညီရ ဒါချီးကျူးစရာပဲဟိုတခုရှိရဒီကျွန်တော်တို့ဟိုတချင်းတန်တွေကကြတော့ဟိုကျွန်တော်တို့အတန်ယူတဲ့စနစ်ကောနှောက်ပြီးသွားတဲ့ခါကျတော့ဒီအချားဟို copyright ကိစ္စတွေရောအကြောင်းမလို့အဲ့ဒါလေးတော့နည်းနည်းလေးသိညီခံပါဗျဟုတ်ဒါဖွဲ့လိုက်ဖွဲ့လိုက်တောင်းလျှောက်တောင်းလျှောက်ကပြီးတက်လာကြမှာဟိုနောက်မှလည်းနောက်မှလည်းအဖွဲ့တွေရှိနေသေးတယ်ဒါကဒါကအငယ်လေးတွေကဟိုမှတက်လာအလေးမှာအလေးမှာ1 2 3 3ရောက်အဟား ။ဟောနောက်မှာကတောင်ရိုးဝတ်စုံနဲ့အဲဒါကတော့တောင်းတောင်းဂိုင်နေအဖွဲ့။ပြီးရင်နောက်မှာလည်းကားတဲ့အဖွဲ့ကြီးပါသေးတယ်။ဟိုဒီမှာဒီမှာနောက်ကားတဲ့အဖွဲ့ဟိုးနောက်ကတွေ့လားဟိုးနောက်ကပန်းတန်းကင်းနေနေစိမ့်နေတဲ့တောင်တန်းနဲ့ဒီဘက်ကအဖြူစိမ့်တဲ့ကလေးတွေရဲ့အခုလိုဒီလိုပျော်ပျော်ရွှင်ရွှင်အကနဲ့ဘလောက်ပြေဖို့ကောင်းလဲနော်သဘောကျစရာပဲဒါကြီးကဒီမှာတောင်းလျှောက်တောင်းလျှောက်တက်နေကြတော့တခုပဲရှိတယ်ယောက်ျားလေးတွေကတော့ဘယ်နားမှရောက်နေတာလည်းမသိဘူး ယောက်ျားလေးကနည်းနည်းနေတယ်လို့မျိုးတော့ဩအခုနဗရေသပင်ထန်းတဲ့အဖွဲမှာယောက်ျားလေးတွေရှိရအောင်ဟုတ်တယ်ဒီဘက်မှာကတော့သူကားရဲစီမှာတော့မင်းကလေးတွေပုံများတာပေါ့မင်းကလေးတွေပုံများတာမဟုတ်မင်းကလေးတွေကြီးပဲပေါ့အော်ဟိုမှကြီးတက်လာဟိုနောက်ကတောင်တန်းနဲ့အဲ့ဒါလေးကသဘောကျဖို့ကောင်းတာစိမ့်ညို့နေတဲ့တောင်တန်းနဲ့ဒီဘက်ကဖြူစိမ့်နဲ့ចောင်းသားလေးတွေရဲ့ဝတ်စုံကြီးနဲ့အာဒါတော့ဒါဒီဘက်ကုံပြီးထင်တယ်ဗျဒီဘက်ကုံပြီးထင်တယ်နောက်မှာ အာဒီမှာကြည့်ဒါတို့ဘာပြောနေတာလဲမသိဒါတောင်ရုပ်ဝတ်စုံလေးနေဒါကတော့ဒီမှာဒါရင်းမြေပေါ်မှာဒါဆက်ပြီးတော့ကနေကြတော့မယ်ဟိုမှာဇေဒီတော့မြားတပိတ်ဇေဒီတော့ပါပြီးတော့ကျွန်တော်တို့အဲ့ဒီမြင်ကွင်းလေးဆက်ပြီးမျှဝေမယ်ဗျအခုလောလောဆယ်တော့အော်ဒီမှာဒီကလေးလေးတွေသဘောကျလေဗျဒီမှာကြည့်ဒီမှာကြည့်အာအခုဒီကလေးဆိုဒီမှာကြည့် သောချကြရလေးပဲကလေးတည်းလားသူပါလဲဆိုချက်ကြည့်တာတစ်ချက်ပြန်ပြမယ်တစ်ချက်ပြန်ပြမယ်ဒါကြည့်တစ်ချက်ပြန်ကြည့်မယ်ကလေးတွေယူအဲ့လိုလွတ်ထားပြီးကြည့်ရတာချစ်စရာချစ်စရာလေးတွေပြသူတို့ကသူတို့ Okay 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 ဆိုတော့ဒီမှာဒီမှာမှာတော့ဒါကနေကြတော့ကနေကြတော့ဒီမြင်ကွင်းကို တစ်ချက်ပြန်ပြမယ်ပြီးရင်အပေါ်အကုန်လုံးမြင်အောင်လေအကုန်လုံးမြင်အောင်အပေါ်ကနေပြီးတော့ပြမယ်အော်ဒီမှာဒါကတဲ့ထဲမှာထိတ်တန်းဒါကောင်းတော့နှစ်ယောက်ပါလာပြီ။ဘုကပုဂ္ဂိုလ်ဘုကပုဂ္ဂိုလ်ကအသက်ငယ်လာလားအရပ်ပူလာလားတော့မသိဘူး။ဒါသူတို့နှစ်ယောက်ဒါ။ Okay ။ဒါကတော့ဒါလာကြတဲ့သူကဒီကထိန်လေးကလေဒီခုနပွေးလာအထာကနဲ့ပွေးလာထက်တန်းကျောင်းနဲ့ဒီဝါတရားရွာသားတွေနဲ့ပေါင်းပြီးတော့လှုပ်တဲ့ကထိန်အာ ဒုတိယအကြိမ်မာဘုံကရင်လို့တော့တွေ့တယ်ဒုတိယအကြိမ်ဆိုတာကပွေးလာအထကားရဲ့ဒုတိယအကြိမ်မာဘုံကရင်ဖြစ်မဲ့ထင်တယ်ဗျအဲ့လိုမျိုးဒါဒီဘက်ယွာနဲ့ပေါင်းပြီးတော့ဒီအကြောင်းမှာကျင်းပတာပေါ့ဝါတရားဖုန်တို့ဤအကြောင်းလို့ကျွန်တော်တို့သိထားပါတယ်ဒီမှာစိုင်တန်းတွေကဒီလိုမျိုးရှိတယ်သူကလည်းသူတို့ဒီလိုပဲအပြင်းပြင်းစားလို့တောက်လို့ရတာပေါ့ဒီလိုစိုင်လေးတွေရှိတယ်ဒါမှ ါတော့အကုန်လုံးသူတို့ကဒီထမင်းစားဆောင်တွေပါတွေကဒီဘက်ဒီဘက်ချမ်းတွေမှာရှိတယ်ဗျပြီးတော့နားတဲ့ဆောင်တွေပါတွေလည်းဟိုဘက်တွေမှာရှိတယ်အဲ့ဒီမြင်ကွင်းတွေတော့ကျွန်တော်တို့သွားမရိုက်တော့ဘူးဒီဘက်ကျွန်တော်တို့ဒီပွဲကင်းနေရာမြင်ကွင်းမှာကျွန်တော်တို့မျှော်ရေးပါမယ်ဗျပြီးတော့လို့ရှိရင်တော့ကျွန်တော်တို့ဖျားပေါ်တက်မယ် Okay ဒါကဒီဖျားကုန်းတော်ဘော်ကနေပြီးတော့ပြန်မြင်ရတဲ့မြင်ကွင်းဒါခုနဟိုးចောင်းသားတွေရှိနေတဲ့ဟိုចောင်းဆောင်အဲ့ထဲမှာကဟိုထမင်းကျွေးတဲ့နေရာရှိတယ်ဒီမှာကတော့ပရိသေပင်တွေအသီးသီးပရိသေပင်တွေအကုန်လုံးကိုဒီမှာစုပြီးထားထားတာဗျ ဒီမှာတွေ့လားဒါအခုလှူဒန်းကြတဲ့ပရိသေနေအကုန်လုံးဒီမှာအကုန်လုံးစုပြီးတော့ဒါဘုံကထိန်ဘုံကထိန်ပြီးသွားရင်ဒါကကြတော့အဲ့ဒီအဲမြတ်သွေးစီရောရှိနေတဲ့ကုန်းတော်ဘောကနေတွေ့ရတဲ့မြင်ကွင်းကုန်းတော်ဘောကနေတွေ့ရတဲ့မြင်ကွင်းဒီမှာဒါကမြတ်သိပ္ပစီတော်ပါ သူကကျွန်တော်တို့ဒီမှာရေးထိုးထားတဲ့ကပီးစာအရာဆိုလို့ရှိရင်တော့ဒီမြတ်သပိတ်စီရော်ကို1348ခုနှစ်ဆိုတော့လွန်ခဲ့တဲ့2040လောက်ကပေါ့1348ခုနှစ်မှာဖောင်းတော်ရွာဆရာဥပလေးကဦးဆောင်ပြီးတော့တဲ့ဝါတရားရွာအများတိုင်ကတိုင်ကမာတွေကညံတော်19ပဲရှိတဲ့စီရော်ကိုတည်ထားပူဇော်ခဲ့တယ်လို့သိရပါတယ်ပြီးတဲ့နောက်တော့ရွှေညောင်မြို့တာသနောတရားကုန်းလှိုင်ပရိယတိစာသင်တိုင်းဆရာတော်ဦးစတိလနဲ့ဟဲ့တိန်ဗရမားတောင်ဆရာတော်ဦးကောဝိဒဝါတရားကျောင်းဆရာတော်ဦးပညာဝရတို့နဲ့တန်ခါတော်23မှာဦးဆောင်ပြီးတော့ တောင်ကြီးရေခွင်းရဲ့ဦးနိုင်ဝင်းအောင်ဒေါ်တိတီအေမီသားစုတို့မှထုံးတဲ့ဝါတရားချေရွာအများတိုင်းကတိုင်းကမတွေအနည်းရဝေးကတိုင်းကတိုင်းကမတွေစုပေါင်းပြီးတော့တဲ့သာသနာတော်နှစ်2063ကောစာ1380နှစ်တဘောင်းလပြည့်စုံ14ရက်နေ့တနင်္ဂနွေနေ့မှာတော့ဒီမြတ်သိစေကြီးတော်မြတ်ကိုပနက်တင်အုံမျက်စီပြီးတော့ညတော့45ပေအထိတည်ထားပူဇော်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ပြီးတဲ့နောက်တော့1383ကစုံလပြည့်နေ့ဗုဒ္ဓဦးနေ့အင်္ဂါနေ့မှာထီတော့တင်လှူခဲ့တာလို့သိရပါတယ်ဗျ။ โอเคဒါကအခုနပွဲကင်းရှိတဲ့စီကိုပြန်ဆင်းမယ်ဒီမှာကျောင်းသားဘဝဒီလိုပျော်စရာလေးတွေကလေးဟိုနောင်တကယ်ကိုတက်ကြီးလာတဲ့အချိန်ကြီးじゃဒါမမေ့နိုင်စရာじゃကျောင်းသားဘဝကနေကင်းလွတ်ပြီးသွားတဲ့အချိန်ကြီးじゃတကယ်တတိယစရာကောင်းတယ်ဒီမှာ တဲ့လားဒါအခုပြည်သပင်းနေအကုန်လုံးအခုကတော့ဒူတီကတော့ဒီထမင်းစားဆောင်တွေတို့အခုနောက်လူတွေမျိုးဒီမျိုးတပုံရိုက်ကြတာတို့ပြီးသွားလို့ရှိရင်ဘက်မှာသွားနာကြတာတို့တွေနဲ့ဒီကွင်းမြင့်ထဲမှာတော့လူနည်းနည်းလေးနေသွားပြီ channel ကြီးကတော့ okay ဒီကတိကလေးလေးချစ်လို့ဒီကတည်းလားပုံစံလေးဒါတောင်ယိုးတောင်ယိုးဝစ်ဆုံတောင်ယိုးဝစ်ဆုံနဲ့ okay ဒါကတော့ဒီចောင်းတော်ရဲ့ဝါတရားចောင်းရဲ့ဒီအောက်ကိုလှမ်းပြီးတော့ကုန်းတော်ဒီဘောကနေလှမ်းမြင်ရတဲ့မြင်ကွင်းဖြစ်ပါတယ်ဗျကျွန်တော်တို့ဒီပိုင်းမျှဝေခြင်းကတော့ဒီမျှပဲဖြစ်ပါတယ်ကျွန်တော်တို့မျှဝေမှုတွေကိုကြည့်ရှုပေးနေတဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ဗျ